နေ့ညတော့ကိုရွှေမျိုးရဲ့စာလေးတစ်ပုဒ်ကိုကျွန်တော်ဖတ်လိုက်ရပါတယ်ဒီလူကအပြင်မှာလည်းအင်မတန်အေးတဲ့လူရင်ကျေးတဲ့လူပါစာရင်းလေရင်ရင်ကျေးကျေးပဲရေးပါတယ်ဒေါသတင့်တဲ့စာမျိုးရေးခဲ့ပါတယ်ဆဲဖို့ဆိုတာပိုဝေးရောပေါ့ဗျာမနေ့ကသူ့စာမှာကျွန်တော်ဖတ်ရင်ဖတ်ရင် နောက်ဆုံးကြတော့ကျွန်တော်ရည်လဲရည်မိတယ်အံ့လဲအံ့ဩသွားတယ်ဘာကြောင့်လဲဆိုတော့ကိုရွှေမျိုးဝင်းက လီးပဲဆိုတဲ့ဇာတ်ကလုံးထည့်ထားလို့ဒီလူဒီလောက်ဒီဘာကြောင့်ပောက်ကွဲပြီးတော့အဲ့ဒီလိုစာသားမျိုးတော့ထည့်ရရတယ်လေဆိုတော့သူပောက်ကွဲမယ်ဆိုလေပောက်ကွဲတယ်မှာအဓိကတော့ဗျာနီးပိတ်ပိနေပေါ့နောက်တကနိုင်ငံရေးကိုအသေးချာနားမလဲတဲ့သူတွေဒီလူတွေအပေါ်မှာကိုမျိုးဝင်းတော်တော်ပောက်ကွဲပုံရပါသူစာလေးကိုဖတ်ကြည့်ပြီးတော့ကျွန်တော်ဒီအကြောင်းအရာလေးကိုပြောချင်စိတ်ပေါက်လာလို့ဒီဗီဒီယိုဖိုင်လေးရိုက်ဖြစ်တာ ဘိုးချုပ်မူကြီးမေးအောင်လိုက်ရုရှားနိုင်ငံကိုသွားတယ်အဖိတ်ကြားခံရလို့သွားတယ်ခံခံနာနာစီကြိုရတယ်ခံခံနာနာတွေ့ကြတယ်ကိုတိုင်းပြည်အတွက်အကျိုးရှိမဲ့ကိစ္စရက်တွေအများကြီးဆွေးနွေးပြီးကြတယ်သဘောတူညီခဲ့ကြတယ်နားလည်မှုတွေယူခဲ့ကြတယ်အဲ့ဒီမှာဘိုးချုပ်မူကြီးမေးအောင်လိုက်ကပူတင်ကို စောက်လေးတော့လက်ဆောင်ပေးအာဒါအင်ပတန်လှတယ်ဗျာတိတ်တက်ရလွန်ကျွန်တော်ဆိုရင်စာရီအများကြီးကျွန်တော်ဖတ်ခဲ့အဲ့ဒီစာကိုလည်းကျွန်တော်ငယ်ငယ်လေးကဖတ်ခဲ့ဘူးလားတိုးတော့ဒီအချိန်မှာဘိုးချုပ်ဘူးကြီးမင်းအောင်လိုင်းရုရှားသွားရင်အဲ့ဒီစာကိုကလေးကူများသူလက်ဆောင်ပေးလေမလားဆိုတဲ့အတွေ့အမျိုးကျွန်တော်နည်းနည်းလေးတော့မတွေးမိခဲ့ဘူးသူတိတ်တော်ပါတယ်ဒါမှမဟုတ်ရင်လေသူ့မှာရှိတဲ့အကြံပေးအဖွဲ့တိတ်တော်လုံးပါတယ် အဖိုးနဲ့ဝင်ပါအဲ့လိုပဲသုံးပါအင်မတန်တန်ဖိုးနဲ့စာအုပ်လေးပါဒါပေမဲ့အဲ့ဒါလေးကိုပေးလိုက်ခြင်းအပြင်နောက်မှပါလာတဲ့ဝင်နေတာမဟုတ်ပါဘူးကျွန်တော်တိုင်းပြည်တွေရမယ်ဟာကျွန်တော်တို့တိုင်းပြည်တွေရတယ်ဆိုတာရုရှားစီကအခုမှလည်းမဟုတ်ပါဘူးရုရှားနဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့တန်တမဆက်ဆံရေးနှစ်ပေါင်းများစွာရှိခဲ့တာ RND ကျောင်းသား RND ကျောင်းသားလို့ဂုံယူဝင်ကျော်စွာကြွေးကြော်ခဲ့ကြတယ် RND ကျောင်းသားတွေတက်ခဲ့တဲ့ကျောင်းကြီးရုရှားဆောက်ပေးခဲ့တာ တောင်ကြီးမြို့မှာရှိတဲ့ဆက်ဆံတော်ဆေးရုံရုရှားစောက်ပြီးခဲ့တာအခုဗိုလ်ချုပ်မင်းကြီးမင်းအောင်လိုက်ရုရှားကိုသွားတယ်နားလည်မှုတွေယူတယ်တိုင်းပြည်အတွက်အကျိုးရှိရာရှိချောင်းတွေပြောဆိုဆွေးနွေးကြတယ်ဆိုတာမြန်မာနိုင်ငံအတွက်ပါသူသွားတာဥမင်းအောင်လိုက်အနေနဲ့သွားတာမဟုတ်ပါမြန်မာနိုင်ငံရဲ့ဝင်ကြီးချုပ်တယောက်အနေနဲ့သွားတာပါသူတောင်းဆိုလာတာဒီအားလုံးကလည်းသူ့မိသားစုအတွက်သူ့မျိုးသမီးအတွက်သူ့သားနဲ့သူ့သမီးအတွက်မဟုတ်ပါဘူး ွဲကူးရေပါဆိုသလိုအနေငယ်တော့အကျိုးခံစား권ရခြင်းရကြပါလိမ့်မယ်သို့တော်လေသူ့တမိသားစုကောင်းစားရေးအတွက်ဒီခီးစဉ်ကိုသူသွားတာမဟုတ်ကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့လူမျိုးကျွန်တော်တို့မျိုးဆက်တစ်တည်းအနာဂတ်ကောင်းဖို့အတွက်ရုရှားနိုင်ငံမှာရုရှားသမ္မတနဲ့တွေ့တဲ့အချိန်မှာသူ့စွန့်နိုင်တယ်လို့သူ့နိုင်တယ်လို့လေသူကြိုးစားခဲ့ပါတယ်သူ့ ောင်းဆိုမှုတွေပြုလုပ်ခဲ့ဒါကိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ကဝမ်းမြောက်ကံဖြစ်အောင်နှကုတ်တီးပြီးတော့ကိုကြိုဆိုကြရမှာဘာကြောင့်လဲကိုနိုင်ငံခေါင်းဆောင်တယောက်ကိုကဘာပေါ်မှာအင်အားအကြီးဆုံးအမေရိကန်ကိုတောင်မှဂယုမစိုက်တဲ့နိုင်ငံရဲ့ခေါင်းဆောင်ကဖက်လဲတကင်းစီကြိုတယ်နောက်တော့ကအဲ့ဒီခေါင်းဆောင်နဲ့တွေ့တဲ့အချိန်မှာကိုတိုင်းပြည်ရဲ့ခေါင်းဆောင်က ဖိုးနဲ့ဝင်ပါလေဘသူမှမတွေးမိတဲ့အချက်ကလေးတပတ်သားရဲ့နှလုံးသားကိုကင်လှုပ်လိုက်နိုင်တဲ့ဒီဆောက်လေးတအုပ်ထဲပေးပြီးတော့ဖန်ဆားလိုက်နိုင်တဲ့အတွေးအိုင်ဒီယာဒါတွေကိုချီးကျူးရမှာပေါ့ဒီအချိန်မှာဒီကာလမှာလက်ရှိနိုင်ငံရေးအခြေအနေမှာတယောက်ပေါ်တယောက်မလိမ့်ရတာဒီမုန်းရတာဒီအာဃာတကြီးတာဒီရက်ဖို့ကောင်းပါပြီတိုင်းပြည်လည်းအတော်နာနေပါပြီ ကိုတိုင်းပြည်ကိုလူမျိုးတွေကောင်းရကောင်းရဖြစ်စီမဲ့အလုံမျိုးကိုလုံနေတဲ့နိုင်ငံခေါင်းဆောင်တယောက်ကိုအားလုံးကဝိုင်းပြီးတော့ဩဘာတစ်ခုတီးပေးကြရမှာပါတိုင်းပြည်ကောင်းအောင်လုပ်တဲ့သူဘသူကိုမစိုးအားလုံးကတညီတညွတ်တဲ့ထောက်ခံကြရမှာနောက်ဆုံးမိတ်ပြောရမယ်ဆိုရင်ဘိုးကြောင့်ဦးကြီးမင်းအောင်လာရင် ိုတင်ကိုပေးခဲ့တဲ့စောက်ကလေးတိတ်ကိုပညာပါပါတယ်ကိုမျိုးဝင်းပြောသလိုပါပဲဒါကိုအပြစ်ဖွဲ့နေတဲ့လူတွေဒါကိုပဲအပြစ်တင်စကားပြောနေတဲ့လူတွေတော့ကိုမျိုးဝင်းစာထဲမှာပါတယ်နောက်ဆုံးစကားလေးပဲပြောလိုက်ပြရစီဘာစကားလဲဆိုတာသိကြရင်တော့သူ့စာလေးပဲဖတ်ကြည့်ကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မဲဟုဆိုတော့